တော့ကျမပထမဦးဆုံးနေနဲ့အမျိုးသမီးတွေပေါ့အိမ်အောင်ရှင်အမျိုးသမီးတွေကိုစပြောခြင်းနဲ့အဲ့ဒါပါလဲဆိုတော့ကျမတို့ကစပြီးမှတယောက်ကြားတယောက်ကိုတပွားလုံးစားတွေယူရပြီးတော့မှလက်တွဲပြီးဆိုကြတဲ့ကကျမတို့ကအိမ်အောင်ကွဲခြင်းနဲ့တူတယောက်မှမရှိဘူး ဟုတ်တယ်နော်အိမ်အောင်ကွဲခြင်းနဲ့သူမရှိဘူးကိုယ့်ရဲ့အိမ်အောင်ရေးသည်အာသူများအများတကာအားကြရတဲ့တာရတဲ့အိမ်အောင်ရေးဘဝကိုမြေသမီးတိုင်းလိုချင်ကြတယ်အဲ့တော့ကျမတို့ကဘယ်လိုဖြစ်ကြတာလဲဆိုလို့ရှိရင်ကျမတို့ရီးစားဘဝကနေအိမ်အောင်တွေဘဝကိုပြောင်းပြောင်းလိုက်တဲ့ခါတည်းမှာကျမတို့မျှော်လင့်ချက်အများကြီးအများကြီးရှိတယ်ကျမတို့မျှော်လင့်ချက်တွေကအရင်ကို perfect ဖြစ်တဲ့ ကိုယ့်ရဲ့အိမ်တော်ဘက်ကိုမျောလင်းထားတတ်ကြတယ်။တကယ်တော့ဘလူနီနဲ့မှလူတစ်ယောက်က perfect မဖြစ်နိုင်ဘူး။လူတိုင်းမှာ dark side တွေရှိတယ်၊လူတိုင်းမှာအားနည်းချက်တွေရှိတယ်။ဒီအားနည်းချက်တွေကိုကျမတို့ကအများကြီးနားလည်နိုင်မှုလို့ရတယ်။အဲ့တော့အိမ်တော်တစ်ခုပြုတဲ့အခါမှာသူ့ရဲ့ကောင်းွက်တွေကိုပဲကြည့်ပြီးကျမတို့ကရွေးချယ်ခဲ့ကြတာများတယ်။တကယ်တော့သူ့ရဲ့အားနည်းချက်ဆိုးွက်တွေကိုကိုကမြင်အောင်ကြည့်ပြီးမှဒါတွေကိုကိုအမှန်တကယ်နားလည်လက်ခံနိုင်ပြီးတော့မှကိုဒီဟာဒီသူ့ရဲ့အားနည်းချက်မကောင်းတဲ့အချက်တွေကိုကိုဘလောက်ထိတင်းကြီးခံနိုင်တယ်လဲဆိုတဲ့ပုံမှာ မူတည်ပြီးမှလက်တွဲမှသာလေအိမ်တော်တစ်ခုကကျမတို့တည်မြဲဖို့ရတဲ့ပို့ပြီးတော့မှရခိုင်တို့များတာဖြစ်တယ်အဲ့တော့ကျမတို့ကပထမဆုံးကျမတို့အိမ်တော်တဲ့မိန်းမတွေကနော်နံပါတ်1ကဘာဖြစ်ကြလဲဆိုလို့ရှိရင်အိမ်တော်ရေးတာယာခြင်းညားတယ် โอเคအိမ်တော်ကြီးตายာမှုမှာမှာတယောက်နဲ့တယောက်ကเนาะတတ်မှတ်ထားတဲ့စံနှုန်းတွေမတူဘူးသူကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မှာအိမ်တော်ကြီးဒီကိုယ့်ရဲ့အိမ်တော်ကြီးကအောင်မြင်နေဆိုတာဒီเนาะအများအားကြရတဲ့ငွေကြေးဥစ္စာတွေပိုင်ဆိုင်နေရွှေတွေစိတ်တွေเนาะကျွန်တော်တို့တိုက်တာတွေကားတွေဒီလိုမျိုးသွားနိုင်လာနိုင်တဲ့လုပ်ငန်းတွေဖြစ်တော့နေဒီလိုနေသားမျိုးကိုကျွန်တော်တို့ကအိမ်တော်ကြီးตายာတယ်အိမ်တော်ကြီးအောင်မြင်တယ်လို့သူကကျွန်တော်တို့တတ်မှတ်ကြတယ်သူကကျွန်တော်မဟုတ်ဘူးကိုယ့်ရဲ့လင်မယားနှစ်ယောက်ကြားမှာချစ်ချစ်ခင်ခင်ကြီးကြီးနန်းနန်းနဲ့เนาะရင်းရင်းနီးနီးနဲ့တယောက်နဲ့တယောက်ပေါ့เนาะကြီးကြီးနန်းနန်းရွရွရှိတဲ့ life လေးကိုဒီနောင်ရင်တရားတယ်လို့ဒီချိုကလည်းသတ်မှတ်တယ်။အဲ့တော့ကျမတို့ကဘာလို့လိုချင်တာလဲကိုတကယ်လိုချင်တာကိုသိဖို့လိုတယ်နော်ကိုကပြောတော့ကတော့နော်ကိုယောက်ျားနဲ့ကိုနဲ့ချစ်ချစ်ခင်ရင်ရနာတယောက်ကိုတည်းရောက်နားလည်မှုရှိရှိနဲ့နော်ဟန်ချက်ညီညီသွားတဲ့ဘဝလေးချင်တာယူရတဲ့ဘဝလေးကိုလိုချင်ပါတယ်လို့ပြောပြီးတော့မှနော်ယောက်ျားကငွေရှာတာပတ်ဆက်ရှာတာသူများလောက်မရှာနိုင်ဘူးဆိုရင်စပြီးမှဘဝမကြမှုကစဖြစ်လာတယ်နော်နောက်တစ်ခုက အဲကိုတငယ်ချင်းနေကြမှာကိုနဲ့ရှင်လိုက်တဲ့ခါမှာကိုကသူတို့ထက်သူတို့လောက်ပေါ့နော်လူတန်းစီမနေနိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်။သာသမီမွေးလိုက်ဖို့ဆိုပြီးကိုသာသမီကိုသူများသာသမီတွေနဲ့တန်းတူပေါ့ကျွန်တော်တို့ကထားနိုင်ခြင်းနဲ့အဲ့ဒီအချိန်မှာစပြီးမှ ကိုယောက်ျားပေါ်မှာအားမလို့အားများတဲ့စိတ်တွေစဖြစ်လာတယ်။နောက်တစ်ခုကယောက်ျားတွေရဲ့ပေါ့နော်။အာယောက်ျားတွေရဲ့တဘာဝကိုနားမလဲဘဲနဲ့ကျမတို့အတင်း push လုပ်တဲ့ကိစ္စတွေနော်။အရန်သွားပြီးမှဦးကြောင်တဲ့ကိစ္စတွေအရန်သွားပြီးတော့မှဟိုဘယ်လိုပြောမလဲဆိုအဖက်ဖက်ကနေပြီးတော့မှပြေပေါ့နော်။ပြေစုံအောင်ဖြည့်ဆည်းပေးခြင်းနေတဲ့စိတ်တွေနောက်တစ်ခုကကျတော့ယောက်ျားရဲ့ကိုယောက်ျားရဲ့မိဘပေါ့နော်။ကိုယောက်ျားရဲ့မောင်နှမသားချင်းနေနဲ့ပတ်သက်ပြီးမှ ကိုကအရန်ကိုတွားပြီးမှတွက်ကက်နေမိတဲ့တဲ့ကိစ္စတွေဒါတွေကစပြီးတော့မှအိမ်အောင်တစ်ခုကိုအမตายအောင်လုပ်တဲ့အပိုင်းနေစဖြစ်လာတယ်နော်စပြီးမှဖြစ်လာတာအဲ့အကြောင်းရင်းတွေပုံများတယ်အဲ့တော့ကိုတကယ်ဘာလို့လိုချင်တာလဲဆိုတာလေးကိုကိုကိုအရင်သိအောင်ကျမတို့စပြီးမှသတ်မှတ်ထားမယ် ိုကဘယ်လို life ကိုလိုချင်တာလဲဆိုတော့ကိုအရင်တမထားဖို့လိုတယ်เนาะအဲ့ life ကိုရဖို့အတွက်ဒါဆိုရင်ကိုရဲ့စိတ်တွေကိုဘယ်လိုပြင်ဆင်ပါလဲကိုကကိုယောက်ျားကိုဘယ်လိုပုံစံနဲ့ပြောဆိုဆက်ဆံမှုတွေလုပ်ပါလဲကိုယောက်ျားကိုကိုကဘယ်လို supporting နေပေးပါလဲဘယ်လိုခွန်အားတွေပေးပါလဲဆိုတာတွေအကုန်လုံးစရတယ်ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုတယ် နော်ကျမတို့လိုချင်တာလေးစီပဲတောင်းဆိုနေလို့မရဘူးကိုလိုချင်တဲ့အရာတွေကိုရဖို့ရတော့ကိုကျမတို့ဘယ်လို supporting ပေးရမလဲကိုဘက်ကနေဘယ်လိုပေးဆက်ရမလဲဆိုတာကိုကျမတို့ကြိုတင်မြင်စင်ထားဖို့လိုတယ်